မင်္ဂလာပါကချင်ဝေးသတင်းဌာနကနေစဉ်တင်းလာနေကနေတောက်ကြနေသည့်ညနေခင်းတိုင်းတင်ဆက်သွားမယ့်သတင်းအစီအစဉ်ဖြစ်ပါတယ်။ကျွန်မကတော့နေစဉ်ထူးခြားသတင်းတွေကိုတင်ဆက်ပေးသွားမယ်။သတင်းအစီအစဉ်တင်ဆက်သူမယူဆံမယ်ဖြစ်ပါတယ်။အချင်းပြင်းနဲ့မြကြီးနာမျိုးရဲ့ဗလာမင်းထင်အရာဝတီမြေကူတရာအောင်မှာဆယံနေရာကြီးပြီးအသုံးပြုပြီးတဲကြောက်တူဖို့ခြင်းနဲ့ရွှေတူဖို့ခြင်းကိုလုတ်ကင်နေကြတယ်လို့သိရပါတယ်။ မြစ်ချောင်းရှင်းလင်းရေးစီမံကိန်းအမည်နဲ့ဗလာမင်းထင်တရာအောက်ကရေလေကျွန်းမှာရွှေတူးဖုံမှုကိုလှုပ်ဆောင်လာတာဖြစ်တယ်လို့မြင်မြင်တွေ့တဲ့ဒေတာခန်တအူးကဆိုပါရယ်။ စီတာဘူးရက်ကွက်မှာဆိုရင်မျိုးစင်တွေနဲ့ပေါ်ပေါ်တင်တင်ကိုရွှေ့ကျင်နေတယ်လို့ဒေတာခန်ကပြောပါတယ်။တူးဖော်ထားတဲ့တဲကြောင်မြေစာတွေကိုမြကျင်းနာမျိုးကမန်ခင်ရက်ကွက်မြကန်တကြောအင်ဂျန်တုံရက်ကွက်စမှုရက်ကွက်နဲ့စီတာဘူးရက်ကွက်က MB ဘာဖွင့်လှစ်ထားတဲ့ခြံဝင်းတွေမှာစုပုံထားပြီးတချို့ခြံဝင်းကျဲတွေကိုလည်းမြေစာပုံဖို့ငားရက်နေတယ်လို့သိရပါတယ်။လက်ရှိအဆိုပါဒေတာအခေါ်ရေးလေကျွန်းမှာဆယံနေရာကြီးတွေနဲ့တူးဖော်နေတဲ့အပြင်ကုမ္ပဏီရဲ့ခွင့်ပြုချက်နဲ့တပိုင်းတိုင်းလက်ကျင်တူးဖော်နေကြသူတွေလည်းရှိတယ်လို့သိရပါတယ်။ ဒေတာကန်တချို့ကတော့မြကြီးနားမြို့ရေလဲကျုံးကိုအခုလိုပြုလုပ်နေတာကိုကန့်ကွက်ကြောင်းပြောဆိုနေကြပါဗျ။ နောက်ထပ်သတင်းတစ်ပုဒ်အနေနဲ့ကချင်ပြည်နယ်ကနေရက်ဆုတ်ခွာယာယီစစ်ဆောင်နေအတွက်လိုအပ်တဲ့ကူညီထောက်ပံ့မှုတွေပြုလုပ်ပေးနိုင်ဖို့ရည်ရွယ်ပြီးရန်ပုံငွေရှာဖွေရေးအစီအစဉ်ကျင်းပပြုလုပ်နေတယ်လို့သိရပါဗျ။မြန်မာနိုင်ငံလူမှုကယ်ဆယ်ရေးအဖွဲ့မြကြီးနားနဲ့ SOM လူငယ်တေဂီတာအဖွဲ့တို့ပူးပေါင်းပြီးအလူငွေကောက်ခံခြင်းနဲ့လူငယ်တေဂီတာအဖွဲ့ကတိတ်တချင်းတီဆိုဖျော်ဖြေခြင်းအပြင်ရန်ပုံငွေရှာဖွေရေးအစီအစဉ်ကိုပြုလုပ်သွားမှာဖြစ်ကြောင်းသိရပါဗျ။အဆိုပါအစီအစဉ်ကိုမေလ9ရက်နေ့ကနေ10ရက်နေ့အထိနေရာပြောင်းပြီးပြုလုပ်သွားမှာဖြစ်တယ်လို့သိရပါဗျ။ မေ9ရက်နေ့ကနေ10ရက်နေ့အထိစီတာဘူရက်ွက်ကမနောခွင့်ရှိမှပြုလုပ်သွားမှာဖြစ်ပြီးမေ9ရက်နေ့ကနေမေ10ရက်နေ့ကိုတကုံးဆွန်ဘရာဘော်လမ်းမကြီးဘေးတနေရာမှာပြုလုပ်သွားမှာဖြစ်ကြောင်းမြန်မာနိုင်ငံလူမှုကေဇယ်ရေးအဖွဲ့ကချင်ပြည်နယ်မြစ်ကြီးနား Facebook စာမျက်နှာမှာဖော်ပြထားပါဗျ။နောက်ထပ်အနေနဲ့ဒီကနေ့မနက်ပိုင်းမှာစစ်ကောင်စီကစကိုင်းတိုင်းကောလင်းမြို့နယ်အရှိချမ်းကရှောက်ချုံပင်ကြီးရွာကိုလေကြောင်းတိုက်ခိုက်မှုပြုလုပ်ခဲ့တယ်လို့ Calling Info အဖွဲ့ကထုတ်ပြန်ပါတယ်။ လူတွေအိတ်ဆက်အနားယူနေချင်းမနဲ့တနားရင်ဝန်းကျင်မှာဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်လူနေအိမ်တစ်လုံးနဲ့ကျေးရွာအတွက်လျှက်စင်းဖြန့်ဝေဖို့အသုံးပြုတဲ့လမ်းဘေးတပ်တိုင်တွေပါပျက်စီးသွားတယ်လို့သိရပါဗျ။စစ်ကောင်စီဟာတကြံကာလတုန်းကလည်းကွလင်းဒေတာတဝိုက်ကိုလေချောင်းတိုက်ခိုက်မှုတွေဆက်တိုက်ပြုလုပ်ခဲ့တာကြောင့်အရက်သားသိဆုံးမှုနဲ့နေအိမ်မီးလောင်ပျက်စီးမှုတွေရှိခဲ့ပါဗျ။ငလျင်ဖြစ်ပြီးနောက် စစ်ကောင်စီကယာယီပစ်ခတ်တိုက်ခိုက်မှုရစဲချောင်းထပ်မံကြီးညာထားခဲ့ပေမဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုတော့ဇက်တိုက်ပြုလုပ်နေတာဖြစ်ပါတယ်။ဒီကနေ့ရဲ့သတင်းတင်ဆက်မှုအစီအစဉ်ကိုဒီမှာပဲရနာပါရစေ။မိဘပြည်တို့အားလုံးစိတ်ချမ်းသာကိုကျမ်းမာပြီးဘေးရန်ရဲ့ကင်းရှင်းပါစေလို့ဆုတောင်းမြတ်တာပို့သလိုက်ပါတယ်။